အားလုံးပဲမင်္ဂလာပါ။ Thousand Like ရဲ့ The Story Cycle ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ဝတ္ထုတို့ခန်းစားမှုအစီအစဉ်နေနဲ့ဆရာလူခါရေးသားထားတဲ့ခစ်ကိုဖဏလုတ်စီကြသူများဆိုတဲ့ဝတ္ထုတို့ကိုဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်။ခန်းစားနားဆင်ပေးကြပါဦးခင်ဗျာ။ပိကုဖနက်လောက်စီကြသူများခမည်းတိလား လူဆိုတာမနေ့ကထက်ဒီကနေ့ပူတာရမယ်ဒီကနေ့ထက်မနေ့ပြန်ပူတာရမယ်ဆိုတာလေးဗျကျုပ်ကလည်းအဲ့လိုပဲအဲဒါပေမဲ့ပေးတော့ပေးဆက်ရတာပေါ့ကိုထွန်းကျော်ထက်ကသူ့စကားကိုရက်ပစ်လိုက်ပြီးအဖြူတလေးအားပါဇက်ထဲဟန်ပါပါပြစ်ထည့်လိုက်သည်သူ၏လှုပ်ရှားမှုကရုပ်ရှင်ဇက်လန်တစ်ခုထဲမှမင်းနာတယောက်ကဲ့သို့စနစ်ကျတည်တက်လာသည် ခမားဆက်ရည်လေအောင်ရှင်းပြရမယ်ဆိုရင် ကျုပ်တီကိုထွက်လာခဲ့တာဟိုးတစ်ချိန်ကဆိုတဲ့မိထားတဲ့အဆကို ပြန်ဆွဲထုတ်ပြရမှာပဲဒီလိုဗျကျုပ်တို့မျိုးထဲမှာဟိုနာဒီနာ ဝင်ဆက်တဲ့အဖေညီမတယောက်ရှိတယ်ဒေါ်လေးတီတဲ့ဒီနေ့ဒေါ်လေးတီကျုပ်တို့အိမ်ကိုရောက်လာတယ်ခီးရောင်ဆိုင်သူ့ဘေးလွတ်အိတ်ထဲကရောင်စုံကြော်ညာစာရွက်တွေထုတ်ပြရတယ်ပြီးတော့ပြောလိုက်တဲ့စကားတွေကလည်းဆုံးလို့ဒေါ်လေးတီက ရေပတ်မဝင်အောင်ပြောလိုက်အဖေနဲ့အမေကခေါင်းငိမ့်လိုက် နောက်ဆုံးဒေါ်လေးဒီလည်းပြန်သွားရောအဖေကကျုပ်ကိုခေါ်ပြောတယ်မင်းနိုင်ငံသားသွားရမယ်တဲ့နိုင်ငံသားဆိုတာကျုပ်ကဗီဒီယိုကားတွေထဲမှာတာမြင်ဘူးတာမင်းသားကအထက်အောက်ဝမ်းဆက်ကြီးဝတ်မျက်မှန်အနှက်ကြီးတက်လို့မင်းသမီးကမျက်ရည်လေးဆန်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 းနဲ့လေဗျာတိတ်ဝမ်းနေစရာကောင်းတဲ့အခန်းတိတ်ကြည့်ကောင်းတဲ့အခန်းပေါ့ ကျုပ်နိုင်ငံသားထွက်တဲ့ဇဝင်ခန်းကတော့ဘယ်ကြီးကောင်းပါမလဲဗျာတခြားမှမဝက်ဘူးတဲ့ဝက်စားတဲ့ဝက်ပြီးငူတူတူကြီးငူတူတူမဖြစ်ခံနိုင်ဘူးလားဗျဝက်ထားတဲ့မြပါလာတဲ့မြအားလုံးကအတိုးနဲ့ဆွဲခဲ့ရတာကို120တိုးတဲ့အတိုးဆိုလို့ပြောရအောင်မယ်အဲ့ဒီအတိုးကဒေါ်လေးတီကထုတ်ချေးတာထုတ်ပေးတဲ့ငွေအတွက်အတိုးပေးရတဲ့အပြင်ကျုပ်ကိုရန်ကုန်ကပွဲစားနဲ့ချိတ်ပေးတဲ့အတွက်တက်တက်တသိန်းပေးရတည်တယ်ဗျာ အဲ့ဒါကလည်းသူပေးရမယ့်ငွေတဲ့ပေါင်းမှတ်ထားလိုက်တာပါပဲအဲ့ဒီတော့ကျုပ်မှနိုင်ငံသားကိုငွေရှာဖို့တာထွက်လာရတာငွေတို့ဆိုတာကြီးကကောင်းပေါ်မှာမိဖို့ကြီးတဖို့လို့ပါလာခဲ့ပြီးသားကျုပ်နဲ့လင်းရင်တစင်းနဲ့စီးလာတဲ့အဖော်တွေကဒီနိုင်ငံရောက်ကလေးကအေးချင်းကဘယ်ခေါ်သွားမှမသိဘူးကျုပ်ကတော့ဂျိုဟိုဘားရှုပြည်နယ်ထဲကပေပါဆက်ယုံကိုရောက်သွားတယ်ခင်ဗျားသိတဲ့အတိုင်းပဲ ကျောက်ကအိမ်မှာထမင်းအောင်ကောင်းကိုရင်ချက်မှစားရမယ်ဆိုရင်မစားဘူး။ကြောက်သွားတာက ပေပါဆက်ယုံဆိုတော့တွတ်တာကြည့်ပြီးတော့နေရှိတွေဖြုန်နေထောင်းနေရတော့တာအိမ်နှောင်းကနုဖက်နေတဲ့ကျုပ်လက်တွေကဘူးတွေတက်တွေနဲ့ဖြစ်ကုန်တယ်။ရတော့လဲကြည့်ကုန်းယုံတာလုံနေရတာရတော့တပဲ၆ပြားတလလုံးလို့လို့ရှေ့ရမပြေဘူး။ထမင်းစည်းနဲ့အိမ်ကိုဖုံးဆက်တာနဲ့ဆိုတော့လွန်ရော၅၅၀၆၀၀ပေါ့ဗျာ။ အဲ့ဒီတည်းအေဂျင့်ဆိုတဲ့ကောင်ကထက်လိုက်တောက်လိုက်တော့ပက်တာဘလောက်လွဲလိုက်တလဲလို့မေးလိုက်တိုင်းကျုံမှာခွေးအကြီးလဲနေတယ်လို့ဖြစ်ဖြစ်နေတာကောင်းရောဗျာဟာဟာကိုထွန်းကျော်ထက်ကသူ့စကားသူတဘောကြဟန်နဲ့အားရပါရရေးချလိုက်တော့ကျွန်တော်တို့ကိုအုပ်မိုးထားသည့်ကုတ်ကိုပင်ကြီးထက်မှညက်တအုပ်အလက်နှကြာထပြန်သွားကြသည်လာမကြီးထန်း၌ရောင်စုံကားတချို့ပြေးလွှားနေကြသည်မှာတက်ရှိပကြီးကားတစ်ချက်အား တိယဒီနေပင်သူနေတော့သည်ကိုထွန်းကျော်ထက်ကခက်လန်းလန်းမှမာနကြီးတခွဲသားနဲ့ရက်နေတော့ကိုသားရရာကုံတိုက်ကြီးအားတဘောကျနှစ်ခြိုက်စွာကြည်ရင်သူ့စကားအားဆက်ပြန်သည်ကြံရများတဲ့ဆုံးကျောက်အဲဒီဆက်ယုံကနေထွက်ပြေးလာခဲ့တယ်အေဂျင့်ကိုလည်းမပြောတတိကိုလည်းမပြောဘဲထွက်လာခဲ့တာဆိုတော့ကျောက် overstay ဖြစ်သွားတာပေါ့ overstay ဖြစ်ပြီးမှ ကျုပ်လုပ်ခဲ့တဲ့အလုပ်တွေပြောရရင် ခမားပါမောရွားလိမ့်မယ်။ဒါပေမဲ့အခုချိန်မှာတော့အဲ့ဓာရီအားလုံးကလေကရစ်တွေပေါ့ဗျာ။ကျုပ်ကိုအမြင့်ကိုပို့ပေးတဲ့လေကရစ်တွေပေါ့။စိတ်ကြိုက်မတွေ့မချင်းကျုပ်အလုပ်ပြောင်းလာလိုက်တာ။နောက်ဆုံးလောင်းစားရုံတရုံမှာကျုပ်အလုပ်မြဲသွားတယ်။လောရတဲ့အလုပ်ကမာကာပေါ့ဗျာ။မြမပြီမှဆို36កောင်ပုံစံမျိုးပေါ့။တရမဝင် လောင်းစားရုံပေါ့ဗျာ။ ပွဲတော်တွေရှိတဲ့အခါပွဲစည်းတွေမှာလိုက်ဖွင့်တယ်။မရှိရင်တော့ကိုယ်ဆိုင်ကမ်းမကိုပြန်ဖွင့်ရတယ်။အလုပ်ကတော့ဖြစ်ပါတယ်။ဒါပေမဲ့သိတယ်မဟုတ်လား။လောင်စားယုံဆိုတော့လူစိုးလူမိုက်တွေလာတယ်။ရှံပွဲတွေဖြစ်တယ်။ပြေးရလာရတာတွေရှိတယ်။ဒါပေမဲ့အဲ့ဓာတွေကပြဿနာမဟုတ်ဘူးဗျာ။ပြဿနာကကျွန်တော်တို့ရှိတတ်တဲ့ကာလမကြီးထန်းလိုက်ကလန့်ဖြက်အနေထားရှိတော့ယထာလန်တိုင်းမိုးပြင်းယထာတစင်းကအချိန်ပြင်းပြင်းနဲ့ ုံဆိုင်သွားသည်ယထာနှင့်လိုက်ပါသွားတော့မျက်လုံးတို့အားပြန်ဆွဲယူပြီးကိုထွန်းကျော်ထပ်အားကြည့်လိုက်တော့သူကဆီလီမီယာမင်းကြီးနေရာမှာပြုံးပြနေသည် မလေးရှားနေကမြို့သိပ်ထားခဲ့ရသည်မြဖွင့်အံချခွင့်ရသလိုအညိုတေးဖြင့်အစွမ်းကုန်ပူပြနေသည်ကျွန်တော်လွင့်နေတဲ့စိတ်အားကိုထွန်းကျော်ထပ်တန်းပြန်ပို့လိုက်သည်ကြေတနာကကျုပ်ဖန်းခံရတာပဲကျုပ်အဲ့ဒီလောင်းကစားရုံမှာလုံနေတော့ တနည်းမပြေခင်အဖမ်းခံရတာပေါ့အဖမ်းမခံရခင်တော့ရသလောက်ကျုပ်ပဆံပို့ပေးပါသေးတယ်ပို့တာပို့ရတာပါဗျာပို့တမျှဒေါ်လေးတီအတွက်ချီပဲအတိုးလေးအရင်ဆက်အဲအရင်လဲဆက်မယ်ကြံရောထောင်ထဲရောက်သွားတာပဲအရင်ဆုံးကျုပ်ကိုစွန်ကိုင်းဘလော့စ်ထောင်ကိုပို့လိုက်ကြတယ်အဲ့ဒီထောင်ကြီးကမတည်ရင်မန်ချက်စတာယူနိုက်တက်ဘောလုံးကွင်းကြီးတဲပဲရောက်သွားတယ်လို့ဗျာ အလဲမှာကွင်းပြင်အကျဲရရှိပြီးဘေးပတ်ချလဲကပုံစံတူအဆောက်အုပ်ဦးနဲ့ဝိုင်းထားတာကွင်းပြင်ထဲကိုအဆောင်တွေပေါ်ကနေအလွယ်တကူမြင်ရတယ်အဆောင်ပေါင်းအကြည့်ကြတော့မမှတ်မိတော့ဘူးရဲ့များတော့များတယ်တစားကိုအထက်၃ထက်တစ်ထက်မှာအခန်းပေါင်း9ခန်းဆိုတော့တစားကိုအခန်းပေါင်း20ခန်းပေါ့တခန်းကိုအ ਨੇ ဆုံးလူ9ယောက်နေရတယ်အဲ့ဒီအဆောင်ကိုရောက်လာတဲ့လူတွေကတော့အဆောင်ပေါ့ဗျာကျုံးမင်းကြမဲ့လူတွေပါတယ် ပရင်းကျွလွန်တဲ့လူတွေပါတယ်။ဆေးမှုလူရက်မှုဆုံးလို့ပေါ့ဗျာ။တုပ်ကတော့ကိုဆုံးမှုလေ။တဘောကတော့လက်ထဲဘာမှမရှိတဲ့မှု။ overstay ပေါ့ဗျာ။အဲ့ထောင်ထဲမှာကြုတ်တလနေရတယ်။ရမန်းယူတာတဲ့။အဲ့ထောင်ကိုရောက်လာတဲ့လူတွေကအမိန်မချရသေးတဲ့လူတွေဗျ။အမိန်ချပြီးတော့မှအခြားနေရာကိုပို့มาတယ်။အဲ့ထောင်ထဲမှာနေရတဲ့ရက်တွေကတော့အဆင်ပြေပါရဲ့ဗျာ။မတိမြန်မသိရင်တော့လေလာကြီးပဲတွားနေရတယ်လို့လို့ အဲ့ဒီကနေတလာပြီးတော့ကျုပ်ကိုကာကျန်းထောင်ပို့လိုက်တယ်။အဲ့ဒီထောင်ကြတော့တမျိုးအင်္ဂလိပ်အခေယာထီပုံစံလိုမျိုးနိုင်ငံသားဂျိုးဓမာစေဓမာသူ့လိုင်းနဲ့သူအဲ့ဒီကာကျန်းထောင်ကမှတကယ်ထောင်မျိုးအောင်ထဲကိုရောက်ရောက်ချင်းကျုပ်စပင်မွေးလက်တဆက်လောက်ကိုမော်တာနဲ့ထိုးချပစ်လိုက်တော့တာပဲ။ပြီးတော့ကျုပ်ကလာမေးတယ်အလုံးလုံးမလားတဲ့။ထောင်ထဲမှာလုံးလုံးမလားဆိုတော့ကျုပ်အံ့ဩသွားတယ်။ ဘာလို့ရမလဲဆိုတော့လက်အိတ်ဆက်ယုံဖြစ်ဖြစ်မီးချောင်းဆက်ယုံဖြစ်ဖြစ်မီးဖို့ဆောင်ပါပဲဖြစ်ဖြစ်ကြိုက်တာလုပ်တဲ့ဒီနေ့လေးချက်ပေးမယ်တဲ့ကျုံနေရတဲ့ခန်းကခန်းလေးကကျုပ်ရဲ့နောက်ထပ်လူတစ်တယောက်ရဲ့စင်းပေးလိုက်ကြတယ်အလုတ်ကမီးဖို့ဆောင်လို့ကိုပဲယူလိုက်တယ်အလုတ်ဆဆင်းတော့ဘာရမဟုတ်ပါဘူးထောင်သားတွေစားဖို့ထမင်းချက်ရတာပါဆန်ကတော့အပြင်ဆန်လိုပါပဲဟင်းကတော့ပုံမှန်ငကြော်တတုံးကစုံရဲ့ကြော်ဖြစ်ဖြစ် အခြားအတိရွက်ဖြစ်ဖြစ်တစ်ခွက်ပါတယ်ခင်ဗျားတွေ့ပြီလား လေးချက်ထဲနဲ့များလုံနေရသေးတလားလို့မလုံချင်လည်းရတယ်ဗျကိစ္စမရှိဘူးထမင်းတော့ကြွေးတာပါပဲဒါပေမဲ့လှုပ်တော့ထောင်သားတွေပို့ပြီးတာနဲ့အမုံဆွဲရတော့တာထောင်သားချင်းအတူတူကျုပ်တို့ကဘိုက်ခွေးနှမ်းနဲ့ထောင်သားပေါ့ပထမဆုံးနေ့ကတော့ကျုပ်ကအလုတ်ကရှွန်းလို့ပြောတနေ့နှစ်ကြိမ်ကွင်းပြင်ထဲမှာတန်းစီလိုက်စပိုးချောင်းမှာချက်ပြုတ်လိုက်ချက်ပြုတ်လိုက်ပို့လိုက်အလုတ်လို့ရတာပျော်စရာတောင်ကောင်းတယ်ဒါပေမဲ့ကျုပ်တို့ကလူတစ်ဆိုတော့နည်းနည်းတော့အငေါက်ခံရတာ ပို့လို့ရတာပေါ့အတက်ဖြစ်ရတာအောင်ထဲမှာတော့မကောင်းဘူးကိုလိုရေတွေ့ရတာကလည်းလူမျိုးစုံဆိုတော့နောက်နေ့လည်းရောက်ရောက်ပြဿနာတက်တော့တာပဲကျုံနဲ့တခန်းနဲ့နေတဲ့တယောက်ကမလုချင်တော့ဘူးလေအခန်းထဲမှာခွေနေခဲ့တယ်ကျုပ်တို့နေ့လယ်စာစားတောက်ပြီးပြန်လာတော့အခန်းထဲမှာအဲ့ဒီတယောက်မတွေ့တာနဲ့မေးကြည့်တော့အခန်းထဲကလူတွေက ထောင်လေကကွင်းပြင်ကြီးကိုမင်းကိုပြတယ် လာလာနေဘူးတဲမှာအမဲ၆ကင်နေတာမျိုးကျုပ်လူတယောက်တည်းမဟုတ်ဘူးစုစုပေါင်း9ယောက်တောင်တမန်တလင်းပြောင်ပေါ်မှာပလက်လန်ခြေထောက်နှချောင်းကိုတကောက်ခွေးကနေအထက်မြောက်လက်နှစ်ဖက်နောက်ပြစ်ပြီးခေါင်းကိုပြန်မထားရသေးတယ်ချွေးတွေတန်တွေနဲ့တချမ်းမှလှုပ်ခွေးမရှိဘူးကျုပ်ကြည့်နေတော့မှာပဲထောင်ထဲမှာ UKB လို့ခေါ်တဲ့တောင်ကောင်းကောင်းခတ်တောင်းတောင်းလူတွေဝတ်ဆောင်ပြည့်နဲ့ထွက်လာကြတယ်လက်ထဲမှာလဲတန်ကြိုင်ကြီးတွေတယောက်တစ်လုံးနဲ့ ်ခမားမြင်ဓူးတွေတုံနေမှာမြင်အောင်လေးတယ်အင်ကြီးချွတ်ပြီးကရောင်းကြိုက်ပေးလိုက်တော့ဇက်တော်ပကြီးကားတွေကငရေသားကြီးတွေကြားကြလို့အဲ့လူတွေကဟိုအမဲ၆တူစီသွားပြီးတန်ချိုင်ထဲကအရေတွေနဲ့လောင်းပါရောပြူလောင်းလဲချလိုက်ရောဟိုလူတွေကပါနဲ့ပါနဲ့လို့ထအော်တယ်။ဩပါနဲ့ဆိုတာလားပါနဲ့ဆိုတာပူပဲလို့အော်တာ။အော်လိုက်တာမှအတန်ပြဲကြီးတွေနဲ့အော်တာ။ပါနဲ့ပါနဲ့လာရောပါနဲ့လာရောဆိုပြီးပူတယ်ပူတယ်လို့အော်တာနဲ့ စီးထားတဲ့ဖက်နဲ့နဲ့နီးရကျုံးကန်တော့တာပဲပြောအရှင်လက်လက်ကိုရင်နှီးဘူးလောင်းမတော့អော်ပြီပေါ့ဒါကိုអော်ရမလားဆိုပြီးထက်ကန်တော့တေးပြီပေါ့လောင်းချလိုက်អော်လိုက်កាន់လိုက်နဲ့ကြာတော့နေဘူးတဲကလူခုနှစ်ယောက်လုံးအတေကောင်ကြီးတွေကိုအယုအယုတ်ကျိုးပြဖြစ်သွားတယ်ပုံကြသွားတဲ့လူတွေကိုနေဘူးတဲဒီတိုင်းပစ်ထားလိုက်တာဗျကျုပ်လည်းညနေပိုင်းမိဖို့ကြောင်းဝင်စားတောက်ပြီးပြန်လာလို့ကြည့်လိုက်တော့ဘယ်ရှိသွားလဲမသိဘူးတရားမှမရှိတော့ဘူး ချို့ကလည်းတရောပေါ့တဲ့ချို့ကလည်းမျောဖြစ်ပြီတဲ့မြစ်ထဲမျောဖြစ်ပြီတဲ့ဒေသာရာကတော့ထောင်ထဲကိုအဲ့ဒီလူတွေလုံးဝပြန်မလာကြတော့ဘူးကျုပ်လည်းတော်တော်ကျွတ်သွားတယ်အလုပ်ကိုမှန်မှန်သွားတယ်အထဲမှာလိမ့်လိမ့်မမာနေတယ်တကယ်တမ်းပြောရရင်ကျုပ်မှုကတိတ်ကြည့်ဘူးဗျပတ်စပို့မရှိတဲ့အမှုဆိုတော့အမှုသေးပေါ့အားရှိတာပေါ့ဗျဒီနိုင်ငံမှာဒီလိုပဲရှောင်းရင်တောင်းရင်နေကြတဲ့လူတွေရှိတာပေါ့ဖမ်းပြီးတော့လဲထောင်ထဲဝင်လိုက် ပြန်ထွက်လာတော့လေပြန်လှုပ်စားလိုက်ကြပေါ့အဲဒီကကြမ်းထောင်ထဲမှာတလနဲ့25ရက်ကြာတော့ကျုပ်ကိုထောင်အရာရှိတယောက်ကခေါ်တွေ့တယ်ဘာလို့မျိုးလဲတဲ့ကျုပ်လည်းမြန်မာပါပေါ့ဘာလာလောက်တာလဲတဲ့အလုတ်လုတ်အလုတ်လာလောက်တာပေါ့ဘာလို့ passport နဲ့မလာတာလဲတဲ့ကျုပ်လည်းပဲနေလိုက်မတော့လာတော့ကတော့ passport နဲ့လာတာပါတို့ဘာလို့ပြန်ပြောတာပေါ့မြန်မာပြည်ပြန်မလားဒီနိုင်ငံမှာပဲဆက်ပြီးအလုတ်လုတ်ချင်သေးလားတဲ့ ိတ်လေကိုမေးလိုက်တဲ့အချိန်မှာကြုံမျက်လုံးနဲ့တောင်းဝန်လာတာကဘယ်သူမျက်နှာကြီးဖြစ်မလဲခမားစဉ်းစားကြည့်ဗျာတချို့ဆိုဖေးမျက်နှာဒါမှမဟုတ်အမေးမျက်နှာပေါ့ဒါမှမဟုတ်မိန်းမမျက်နှာဘာညာပေါ့ဗျာကျုပ်ကတော့အဲ့ဒါကြီးတခုမှမဟုတ်ဘူးဗျာကြုံမြင်လိုက်မိတာကလေဘူးတချို့ကကုတ်ကွေရအဟောင်းလို့အားဆွဲခါပြစ်လိုက်တီလေဘွေတေးစားလေးနဲ့အတူမိုက်တချို့ဝိယဝိယလေထဲတို့မြောက်တက်ပါသွားကြသည်လမ်းမကြီးပေါ်၌ ကားရန်ကြီးကယထာကြီးတစဉ်ယထာတကယ်တို့ယင်ကြောကြက်လျက်ရှိသည်ကိုထွန်းကျော်ထက်ကပြောလက်ဆစကားကိုရက်ပြီးဆဲလိတ်ကိုအငမ်းမြဖွာဆိုင်နေပြန်သည် သူပါဇက်မှမုတ်ထုတ်လိုက်တော့မိခုံငွေတို့ကဘွားလုံးပုံတံအကွင်းအကွင်းမှကြီး၍ကြီး၍လေထဲ၌လွင့်ပြေပြောက်ွယ်သွားသည်တုံမြင်လိုက်တာကကျုပ်တော်တော်လေးတီရဲ့မျက်နှာကြီးပြမကြီးပါနဲ့ဗျတကယ်ပြောတာ ခင်ဗျားတွေ့ကြည့်လေဗျာသူ့စီကယူထားတဲ့ငွေသိုးတွေဘလောက်ထိများနေပြီလဲဆိုတာပြန်ကျင်လိုက်တယ်မဗျာအဖေအမေကလွဲလို့ကျန်တာတွေဘာမှမတွေးချင်တော့ဘူးဘယ်လောက်ဆင်းရဲဆင်းရဲနောက်ဆုံးရှားပေါ်မြက်ပေါက်ချင်ပေါက်ပါစေဗျာအိမ်ကိုပြန်လိုက်ချင်တာပဲဒါပေမဲ့ကျုပ်အဲ့ဒီယာရှိကိုဖြေလိုက်တယ်ဒီနိုင်ငံသားမှာပဲဆက်နေချင်သေးတယ်လို့အဲ့ဒီယာရှိကလည်းစပောက်ထွင်နေကြနဲ့တူပါရဲ့ဗျာတချင်းတပုံတပုံထုတ်ပြရတယ် မင်းအဲ့ဒီတထေးစီမှာအလုပ်လုပ်ရမယ်တဲ့အလုပ်ကကားရီစီအလုပ်ဒါပေမဲ့ပထမ6လစာကိုအရာရှိကတူထုတ်ယူရလိမ့်မယ်တဲ့သူပြောသလိုဆို6လကကြုံမှကြုတ်ရမှာပေါ့ဗျာစဉ်းစားနေချိန်မရဘူးဗျာကြုတ်ကောင်းမဲ့တွင်တွင်ညိတ်နေခဲ့တာပေါ့နောက်နေ့ကျတော့ကြုတ်ကိုကားတစ်စီးပေါ်တင်ပေးလိုက်တယ်ကားရီစီရမယ်အလုပ်ကိုကြုတ်ရောက်သွားရောဆိုပါတော့တလ၂လ၆လ အဲ့ဒီ6လမှာတတိယကထမင်းကျွေးထားတယ်6လကျော်မှလစာပေးတယ်ထမင်းပိုးတွေပြန်ပေးရတယ်အဲ့ဒီတော့မှကျုပ်အိမ်ကိုဖုံးဆက်နိုင်တော့တယ်ဒါပေမဲ့ကျုပ်ကံမကောင်းပါဘူးဗျာကျုပ်ဖုံးဆက်တော့အဖေဖုံးလာပြောတယ်မင်းမေမရှိတော့ဘူးတဲ့ကျုပ်မေဆုံးပြီတဲ့ဗျာဟောခင်ဗျားစိတ်မကောင်းဖြစ်သွားလားမဖြစ်ပါနဲ့ဗျာကျုပ်လည်းမပြောမဖြစ်လို့ပြောရတာပါအဲ့ဒါပဲအဖေစီဖုံးဆက်ပြီးကျုပ်လည်းပေါက်တဲ့နှဖူး မထူးတော့ဘူးဆိုပြီးဒီမှာပဲဆက်နေလို့ဆက်လုံနေလိုက်တော့တယ်လူကန်ဆိုတာခက်တော့ခက်သားလားဗျာတိတ်မကြပါဘူးကျုပ်အလုံးရှင်တစ်ထည်လည်းတည်သွားတယ်အဲ့ဒီမှာကျုပ်ကန်ကောင်းလာတယ်ပြောရမှာပေါ့တစ်ထည်မရှိတော့တယောက်တည်းတော့လူတမဖြစ်တဲ့ကျုပ်ကတစ်ထည်မိမအတွက်လူယုံဖြစ်လာတာပေါ့ဩတစ်ထည်မိမကအင်ဒိုနီးရှားမဗျာမလုတ်တဲ့မကင်တဲ့နဲ့သူနဲ့ကျုပ်နှစ်ပါးသွားရတာပေါ့အဲဟဲကုံကုံပြောရရင်သူနဲ့ကျုပ်နဲ့ ညာကြလေတည်းပေါ့ဗျာဘဲရမလဲဗျဒီနိုင်ငံလူတွေများတော့ကျိုးတို့လူကောင်တွေကမော့ရောင်ကြည့်လို့မရဘူးရတာမဟုတ်ဘူးဒါအင်ဒိုနီးရှားမှမို့လို့ပေါ့ကျုပ်လည်းသူတို့ကားရေးစီးလုပ်ငန်းကိုဖျောက်ပစ်ပြီးကျုပ်ကျွမ်းကျင်တဲ့လူကိုပြောင်းပစ်လိုက်တယ်ဗျာကျွမ်းကျင်တယ်ဆိုတာတဲ့ခင်ရပါများလာတော့တိလာတာပေါ့ဗျာဟုတ်တယ်ဟုတ်တယ်အခုခင်ဗျားမြင်တဲ့အတိုင်းပဲ ကျုပ် agency တခုထောင်ထားတယ်တကယ်တကယ်လို့ခမ ्या တိတချို့လာရှင်ရင်ကျုပ်ခေါ်ပေးလို့ရပါတယ်ဘာလို့ချင်တယ်လဲဆက်ယုံလားစားတောက်ဆိုင်လားစိုက်ပျိုးရေးလားတိုက်တာပြောငွေထုတ်ပေးလို့ရတယ်တခုတော့ရှိတယ်ကျုပ်ကတော့ကျုပ်တော်လို့အတိုးနဲ့မဟုတ်ဘူးဗျကျုပ်ကဒီရောက်မှကြည့်ကြက်လောက်တာယော့ဒါကကျုပ် business ကအခုတော့ကျုပ်တိသွားပြီဗျလောကကြီးတဲ့လက်မထောင်နိုင်မှုခေတ်ကိုကောင်းကောင်းအသုံးချတတ်ဖို့ပဲဆိုတာ ကဲသွားပြီနော်စာရေးစရာတတလူခာစာပွင့်လာရသဆောင်မဂဇင်းမလေးရှား2012ဇူလိုင်လာ